ဝိပဿနာရှုတယ်ရှုတယ်ဆိုတာဟာတခြားသွားပြီးတော့ရှုเสียမလို့တရားရှာကိုမာတွေ့လို့ဆိုတဲ့အတိုင်းပဲကိုယ်ခန္ဓာကိုယ်ထဲမှာဖြစ်ပျက်နေတာတွေကိုထိုင်ကြည့်နေတဲ့သဘောပဲเนาะထိုင်ကြည့်နေအဲ့လိုထိုင်ကြည့်နေဖို့အတွက်ဘာတွေလိုတော့ဆိုရင်ကြည့်ဖို့ကြိုးစားတဲ့ဝိရိယလိုတယ်တတိရှိနေဖို့လိုအပ်တယ် ဆင်ញံတုံပညာရှိနေဖို့လိုအပ်တယ်အကျိုးအကြောင်းဆင်ញံတတ်တဲ့ပညာရှိနေဖို့လိုအပ်တယ်ဒါမို့မာသတိပ္ပဏသုံးမှာမြတ်စွာဘုရားအာတာပိတမ္ပဇာနောတတိမဒီ၄ခုဒီ၃ခုအာတာပိဆိုတာဝိရိယရှိနေရမယ်တမ္ပဇာနောဆိုတာဆင်ញံတုံအသိဉာဏ်ရှိနေရမယ်တတိမတတိရှိနေရမယ်ဝိရိယရဲ့ပညာရဲ့တတိရဲ့ဒီ၃ခုနဲ့ပေါင်းစပ်ပြီးတော့ မိမိတဏ္ဍာမဖြစ်ပေါ်နေတဲ့အရာတွေကို ကြည့်ရှုလေ့လာပြီးတော့နေတာဟာဝိပဿနာတရားအထုတ်နေခြင်းပဲဖြစ်တယ်။အဲ့လိုမနေနိုင်ဘူးဆိုရင်ဝိပဿနာမဖြစ်ဘူးနော်။ဝိပဿနာဖြစ်အောင်ကုသဏ္ဍာမဖြစ်နေတာတွေကိုစဉ်းကျင်သုံးသပ်တတ်ဖို့လိုအပ်တယ်။မျက်စိကိုသဘောကျလို့ရှိရင် နားကကြားတဲ့အတန်ပေါ်မှာလည်းဒီတိုင်းပဲကြည့်နော်။နားရဲ့အတန်ရဲ့ပေါင်းစပ်လိုက်တဲ့အခါကြာတိစိတ်ဖြစ်တယ်။ ဇာတိစိတ်နဲ့တခါအတန်နဲ့အာယုံဆက်သွယ်တဲ့ဖတ်တာဖြစ်တယ်။ကြိုက်မကြိုက်ခံစားတဲ့ဝေဒနာတွေလာတယ်။လာတဲ့အခါတဏှာလာမယ်။တဏှာလာရင်ဥပါဒံလာတယ်။ဥပါဒံလာရင်ဘဝလာတယ်။ဟော။ဒီတိုင်းပဲရှုတာနော်။နှာခေါင်းကအနံ့ရပြီဆိုလို့ရှိရင်ဒီတိုင်းပဲစဉ်းစား။ထမင်းစားတဲ့အခါနေစဉ်စားတဲ့အခါမှာလျာလေးပေါ်မှာအရသာပေါ်လာပြီဆိုရင်ဒီတိုင်းစဉ်းစားလိုက်။ အဲ့ဒီတိုင်းမစဉ်းစားလို့ရှိရင်ကြိုက်လိုက်တာကောင်းလိုက်တာဆိုတဲ့စိတ်နဲ့လောဘနဲ့စားရဖြစ်သွားတယ်။အဲ့ဒါလို့ဝိပဿနာဉာဏ်နဲ့ဘယ်အချိန်ပဲဖြစ်ဖြစ်ကိုယ်တဏ္ဍမှာဖြစ်ခိုက်တရားလေးတွေကိုစဉ်းကျင်သုံးသပ်တတ်တာ။အဲ့ဒါပြိဿသမုပ္ပတ်နဲ့ဝိပဿနာဒီလိုဆက်သွားတယ်လို့ဒီလိုမှားကိုယ်ဘဝပြိဿသမုပ္ပတ်ဒါအဖြစ်တွေကိုကြည့်နေခြင်းဟာအပြက်ကိုမြင်ဖို့အတွက်ဖြစ်ဖြစ်ပေါ့။နောက်ဆုံးမှာ ကုသနာမှာဒီအကြောင်းတရားတွေချုပ်ငိမ့်သွားခြင်းနောက်ဆုံးမှာနိဗ္ဗာန်ဒီအတိညာဉ်ကိုအကာအဝယ်ဒီအဟံတာပြုတ်တတ်တဲ့အဝိဇ္ဇာဆိုတဲ့အမှန်မသိမှုချုပ်ငိမ့်သွားပြီဆိုလို့ရှိရင်ဒီအမှန်မသိမှုကိုအကြောင်းပြုလုံနေတဲ့လုံလုံရက်တွေကံတရားတွေချုပ်ငိမ့်သွားတယ်ကံတရားတွေချုပ်ငိမ့်သွားရင်ဘဝဆိုတာမလာတော့ဘူးဘဝမလာလို့ရှိရင်ယုံနံဆိုတာမလာဘူးယုံနံမလာရင်ဘာဖြစ်လဲ ီအင်္ဂါရက်တွေမပေါ်လာတော့အင်္ဂါရက်တွေမပေါ်ရင်ဆက်သွယ်မှုဆိုတာမလာဘူးဆက်သွယ်မှုဖတ်တာမလာရင်ခံစားမှုဝေဒနာမလာဘူးခံစားမှုဝေဒနာမလာရင်တွေ့တာမှုဆွဲလမ်းမှုဥပါဒါမလာဘူးဥပါဒါမလာရင်နောက်ထပ်ကမ္မဘဝဆိုတာမလာဘူးဘဝမလာရင်ဇာတိမလာဘူးဇာတိမလာလို့ရှိရင်ဇရာမရဏဆိုတာမလာဘူး စရမရဏမလာရင်နေမကဘူးတောကဆိုတာမရှိတော့ဘူးဒုက္ခဒေါမနတဥပယတောကပရိဒေဝဒုက္ခဒေါမနတဥပယတဆိုတဲ့ဒုက္ခတွေဟာမရှိတော့ဘူးအဲ့ဒါဟာဒုက္ခအဆုံးသတ်အငြိမ့်ပဲဖြစ်တယ်ဘဝဆက်သိမ့်ပြီးတော့ဒုက္ခငြိမ့်အောင်ကြိုးစားတဲ့နိဗ္ဗာန်ဆိုတာအဲ့ဒါကိုဆိုလိုတယ်လို့နိဗ္ဗာန်ကိုလွတ်လာကြတဲ့သူတော်ရှင်ပုဂ္ဂိုလ်ပေါင်းတို့မိမိတို့ဘဝမှာပရိစ္ဆေသဘောပတ်နဲ့ဆင်ញင်သုံးသပ်လို့ဝိပဿနာဉာဏ်ဤဖြစ်လို့ရှိရင်ဖြစ် ဒီဒုက္ခတွေအဆုံးသတ်တဲ့နိဗ္ဗာန်ကိုမြတ်မောပြုနိုင်မှာဖြစ်တယ်လို့ယုံကြည်ပြီးဝိပဿနာတရားကျင့်ပွားနိုင်ကြပါစေကုန်သတည်း။